အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ16ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်မမင်းနဲ့နော်ဒီနေ့ညမှာအာဆင်နယ်နဲ့နယူကာဆယ်ပွဲစဉ်ရှိပါတယ်။ကဲပထမဦးတင်တဲ့ပုဂ္ဂိုလ်က breaking news လေးနဲ့ပဲကျွန်တော်စလိုက်အောင် ခေါ်ဆိုင်ကအဆိုရဆိုလို့ရှိရင်တော့ရီယယ်မက်ဒရစ်အသင်းရဲ့တက်ဆစ်ကောင်မရိုဒရီဂိုနဲ့ပတ်သက်ပြီးအာဆင်နယ်ကခက်သွက်သွက်လှုပ်ဆောင်လာတဲ့သတင်းကပေါ်လို့တော့မရတော့ဘူး ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကစားသမားရဲ့ကိုယ်စားလှယ်တွေအေဂျင့်တွေနဲ့အာဆင်နယ်သင်းတာဝန်ရှိသူတွေကချိတ်ဆက်ဆွေးနွေးမှုတွေစတင်လုပ်နေဆိုပြီး Cop site ကဖော်ပြသွားတယ်။ဒီမှာမှအာဆင်နယ်တသိန်းတည်းတော့မဟုတ်ဘူး Manchester City, Chelsea တို့ကလည်းဒီကစားသမားရဲ့ကိုယ်စားလှယ်နဲ့ဆက်သွယ်မှုလုပ်ထားတယ်။ဒါကသတင်းတစ်ပုဒ်။အဲ့မှာ Athletic ရဲ့ဖော်ပြချက်အရဆိုရင်တော့ Aida ကိုတိုင်က Rodrigo ရဲ့အမာခံပိတ်သက်ဖြစ်နေပြီးတော့ဒီကစားသမားကိုသူ့အသင်းမှာပေါင်းထည့်ချင်တာဖြစ်တဲ့အတွက်အသင်းတာဝန်ရှိသူတွေကိုမီးစိမ်းပြတာဆိုပြီးဖော်ပြသွားတယ်။ အနီးကပ်စောင့်ကြည့်မှုတွေလုပ်နေတယ်။အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ Alex Crook ကအာဆင်နယ်ကဒီကစားမနဲ့ပတ်သက်ပြီးတော့တောက်လျှောက်စောင့်ကြည့်မှုတွေလုပ်နေဆိုပြောပါရတယ်။သတင်းဌာန၃ရက်လုံးကတော့အာဆင်နယ်က Rodrigo နဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားနေဆိုပြီးအသားပြေးဖော်ပြသွားတယ်။ရောက်ရန်ရကဲတုံးနဲလို့ကျွန်တော်တို့ခံစားရတဲ့ကစားမတူခက်ဆက်ဆက်အလုပ်လုပ်လာတယ်ဆိုပေမဲ့နီကိုဝီလန်တို့တိုက်စစ်တောင်မှကစားမတူဝယ်ပြီးရင်တော့မှဒါမျိုးနောက်တစ်ယောက်ထပ်ဝယ်ပါမလား။ဒီကြတခုကတော့ Rodrigo လိုကစားမမျိုးဝယ်လိုက်ရင်အစားပြတ်မှတ်ထားတဲ့ဝင်ကစားမကြီးအလုံးဝယ်ဖြစ်မှာမဟုတ်တော့ဘူး ီးတော့တိုက်စစ်မှုအတွက်လည်းအာဆင်နိုကငွေသုံးရမယ်။ကွင်းလယ်ပိုင်းအတွက်ကောခံစစ်တော်ငွေသုံးရမှာလေးရှိရပေါ့လေ။အဲ့တော့ဒီကစားသမားတော့အသက်24နှစ်ပဲရှိသေးတယ်။ဘရာဇီးသား2028ခုနှစ်တည်တက်တန်းရှိသေးတယ်။2019ခုနှစ်ကစန်တိုအသင်းဆက်နေပြီးတော့ရီးယားကောက်ပြီးဥထားခဲ့တာ။အသက်ငယ်ငယ်လေးပဲရှိသေးတယ်အဲ့တုန်းကအဲ့တော့ယူ45သန်းနဲ့ဥထားခဲ့ပြီးတော့ဒီကစားသမားကိုလွယ်လွယ်ပြပြီးဆုံးရှုံးအောင်မှာဆိုတဲ့အတွက်1ဘီလီယံစာချုပ်ဖြစ်တဲ့ကြီးကတ်ထားတာ ဒီကစားသမားနဲ့ပတ်သက်ပြီး Real တို့တော်တော်ကြီးကိုမှမျောလင်းခဲ့တာဒါပေမဲ့အခု Real ကမလိုချင်တာမဟုတ်ဘူးကစားသမားကအသင်းနေထွက်ချင်နေတာဘာကြောင့်လဲဆိုတော့များပြားလာတဲ့ဝင်ကကစားသမားတွေရှိတဲ့အတွက်သူကပွဲမကစားရမယ်လောင်ရင်မိနေတယ်လို့ဖြစ်နေခဲ့တာအဲ့အတွက်သူ့အတွက်ပွဲထောက်ခွင့်တနေရအာမခကြပေးတဲ့အသင်းကိုသွားမယ် ဲ့တော့အာဆင်နယ်မန်ချက်စတာစီးတီးချယ်ဆီဒီသုံးတောင်ဒီကစားမနဲ့ပတ်သက်ပြီးတက်တက်ကြွကြွလုပ်နေတယ်။ဥယောမတခွင်မှာတော့ရီးရဲ့ကစားမတူထွက်မယ်ဆိုရင်လိုချင်တဲ့နေရာဝိုင်းဝိုင်းလည်နေရပဲ။ဒါပေမဲ့အာဆင်နယ်ကဒီကစားမကိုခေါက်သွားနိုင်ရာခိုင်နှုန်းတော်တော်နည်းတယ်။နောက်ဆုံးဆွေးနွေးတယ်ရှင်းပြီးလုပ်တယ်ဆိုရင်တော့မှဒီကစားမအတွက်ဘတ်ဂျက်အာဆင်နယ်ကဘယ်လောက်သုံးနိုင်မှာမို့လဲ။ရီးရဲ့ယူရိုတန်းတရာလောက်ထိပြတ်မှတ်ထားနေတယ်။အာဆင်နယ်ကြီးရဲ့တန်း80နဲ့80နဲ့တိုက်စစ်မှုတော့မှဟိုလူဝယ်ရမလားဒီလူဝယ်ရမလားယူနေတဲ့အချိန်မှာဒီလိုမျိုး ဝင်းကားပိုင်းအတွက်ဟို ဂျာမီကစ်တင်တို့နီကိုဝီလျံတို့တူဦးတွေနှစ်ဦးတွေကတူဦးကိုဝယ်ဖြစ်ခဲ့မယ်ဆိုရင်ဒီကစားမအတွက်ဘတ်ဂျက်သိကြံမယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့တိုက်စစ်မှုစစ်စစ်လည်းမဟုတ်ဘူးဗျာတခါကျရင် idea လုတ်တက်တယ်ဝင်းကားရောင်ရောင်တိုက်စစ်ရောင်ရောင်ကစားသမားတွေခေါ်ပြီးတော့နှစ်နေရောင်တနေရာတည်းနဲ့ player တူဦးတွေနဲ့အားဖြည့်တာမျိုးလည်းဖြစ်နိုင်တယ်ဆိုပေမဲ့ entry bar တော့ဒါမျိုးခွင့်ပြုမှာမဟုတ်ဘူးအဲ့တော့ arsenal ဘလောက်ချိတ်ဆက်ပါတယ်ပြပြောရောက်ရင်ရခိုင်တို့ရန်နေတဲ့ player လို့ကျွန်တော်ထင်တယ်ဒီရာသီ49ရောက်မှာ73ကိုသွင်းပြီးတော့ကိုလုံးဖိန်ထားတဲ့ဘရာဇီးသားကိုလာမယ့်ရာသီမှာဘသူဂျာစီနဲ့တွေ့ရမှာကျွန်တော်စောင့်ကြပါပါ အာဆင်နိုရောက်ရရကိုင်းတော့အရန်နေပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Matti Modatto လို့ခေါ်တဲ့အီတလီဘက်ကလာတဲ့သတင်းထောက်တယောက်ရဲ့အရေးသားပေါ့လေသူရဲ့အဆိုအရဆိုလို့ရှိရင်တော့အက်စပန်ညိုအသင်းရဲ့ကိုယ်တမဂျိုဟန်ဂါစီယာနဲ့ပတ်သက်ပြီးအာဆင်နယ်ကိုနှိကွေးနေတဲ့အချိန်မှာပဲပရီးမီးယားလိထိပ်သီးဆင်းရုပ်တစ်ဖြည်းဖြည်းတိုးဝင်လာဖို့ကြိုးစားနေတဲ့ Unai Emery ရဲ့ Aston Villa ကဒီကစားသမားလူပွဲတွေကိုပါဝင်လာခဲ့တယ်။ကြံခဲ့တဲ့ညွေစည်းကွက်ထဲကအာဆင်နယ်နဲ့သတင်းအများဆုံးထွက်ခဲ့ပြီးတော့လက်ရှိအချိန်ထိအာဆင်နယ်ရဲ့ David Raya အရန်နံပါတ်1အလို့ရှိဆုံးကိုယ်တမအဖြစ်သတ်မှတ်ထားတဲ့အက်စပန်ညိုအသင်းရဲ့ကိုယ်တမကို အဲ့ unite america လည်းသူအသင်းအတွက်အလိုရှိနေဗီလာတို့ကတော့ရှင်းနေသူတို့အသင်းရဲ့အဓိကကိုယ်သမား emily martinez လာမယ့်လူရသည်မှာ sorry club tc ကိုထွက်ခွာသွားခင်ရဲ့အဲ့ညမှာအစားထိုးဖို့အတွက်ဒီကိုယ်သမားလေးကိုစောင့်ကြည့်နေသူတို့ကအဓိကပုံမှန်ပွဲတက်ခွင့်နံပါတ်1ဆိုတဲ့ဒီအဓိကကိုယ်သမားနေရာနဲ့ဖျားယောင်းဖို့တောင်ပြင်ဆင်နေတာအကယ်၍အဲ့လိုမျိုး arsenal က အစတွန်ဘီလောင်းရှင်ပြီးကန်းလက်မယ်ဆိုရင်ငွေကြေးပမာဏတူတယ်ဆိုလို့ရှိရင်တော့ပုံမှန်ပွဲထုတ်ခွင့်တင်ပြတဲ့ကန်းလက်နဲ့ဘီလာစီကိုပါကောင်းပါသွားနိုင်တယ်။ဒီနေရာမှာဘာကြောင့်အာဆင်နယ်ကဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ပေါင်20တန်းလောက်သုံးတာနဲ့ရနိုင်ချေရှိမယ်။ဘာကြောင့်နှေးကွေးနေလဲဆိုတော့အန်ဒရီပါတာအန်ဒရီပါတာတိုက်စစ်မှုတိုက်စစ်တောင်းမှ၊ကွင်းလေအခြားလိုအပ်တဲ့ခံစစ်အရန်အဲ့ဒါတွေအလုံးဖြည့်ပြီးတော့မှကိုသမားနေရာကိုစဉ်းစားမယ်ဆိုပြီးတော့ဒါအက်သလက်တစ်ဘက်ကရတဲ့သတင်းတွေရသိရတယ်။သူ့အတွေ့ရလည်းမှန်တယ် အသင်းတွက်လိုအပ်တာဂိုးသမားအရင်မဟုတ်ဘူးဂိုးတွေသွေးမြက်မြက်ကစားမတူဆိုပြီးသူကလည်းပြောထားတယ်အဲ့ဆိုအန်ဒရီဘာတာအနေနဲ့ဒီကိစ္စကိုနောက်ဆုံးမှထားပြီးစဉ်းစားလိုက်ခြင်းနဲ့အတူတူအိုက်တာအမြန်လူချင်းခဲ့တဲ့ဂိုးသမားကိုဘီလာလိုကစောစီသဘောတူညီရပြီးခေါ်သွားမလားစောင့်ကြည့်မှာပေါ့လေအသက်က24နှစ်ပဲရှိသေးစပိန်သားကြံခဲ့တဲ့လာကြံခဲ့တဲ့ရာသီလုံးကလာလီဂါနှစ်ကနေပြီးတော့လာလီဂါကိုတန်းတက်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့ဂိုးသမားလေးဒါပေမဲ့အခုချိန်မှာတော့၄ပွဲဆက်ရှုံးထားတယ် အစပန်ယိုအသင်းနဲ့တူတူပေါ့လေအားကြောင့်မို့လဲတဖြည်းဖြည်းတန်ကြီးပြန်ကြလာတယ်ပြောလို့ရတယ်လာလီဂါ36ပွဲမှာကလင်းရှစ်9ကြိမ်ရထားတယ်ပုတ်ထုတ်ကာဝမှုအချိန်ကြီး140လောက်ထားပြီးတော့49ဂိုးပဲပေးထားရတယ် quality ကတော့မဆိုးစပိန်သားဖြစ်နေလို့အိုက်တာခေါ်ကျင်တာလားလက်စွမ်းကောင်းလို့ခေါ်ကျင်တာလားတော့မသိဘူးဒါပေမဲ့အန်ဒရီဘာဒါကတော့ခဏရထားပါအောင်အရေးကြီးနေရတဲ့အရင်ဖြစ်မယ်ဆိုပြီးတော့ဒါ ဒီကစားမနဲ့ပတ်သက်ပြီးတော့တည်င်းကြီးကခဏပြန်တိမ်မြုပ်နေပေါ့လေအဲ့တော့ဒီကစားမကိုခေါ်မယ်ဆိုရင်တော့စာချုပ်ဖြစ်တဲ့ကြီးပေါင်21တန်ပဲပေးရမယ်နောက်ဆုံးပေါင်25တန်လို့တန်30လို့ဖြစ်နိုင်တဲ့အချက်ကတစ်ချက်ပဲရှိတယ်စပိန်လေယူစီအသင်းကဒီကစားမကိုစင့်ခေါ်တော့မှာပဲစာချုပ်ဖြစ်တဲ့ကြီးကထိုးတက်ဖို့ရှိတယ်အဲ့တော့ဘီလာနဲ့အာဆင်နယ်ဘသူကဒီကစားမလေးကိုပိုင်ဆိုင်သွားမလဲအာဆင်နယ်နဲ့ဒီကစားမကိုဟိုကင်ကတော့မခေါ်ဘူးရှင်ဇောကသားမကြီးကိုတုံးမယ်ဆိုရင်တော့နတ်တူကိုတော့ဘုံမောက်စီကျွန်တော်တို့အငားနေခေါ်ထားဖြစ်တဲ့အတွက်ပြန်အဲ့ရမယ်အငားနဲ့ပြန်လာမယ်ခါဟင်းရှိတယ်နောက်ပြီး ီအသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Tommy Sapphire ကို Jet Porter လို့လိုမျိုး quality မြင့်လူငယ်ကစားသမားလေးရှိတယ်။ဒါကိုအရန်ဖြစ်ထားမလား။ဒါမှမဟုတ် David Raya မပေါ်ဆောင်အသင်သုံး Joan Garcia လိုမျိုး Spain ဂိုးသမားတယောက်ကိုအစားထိုးမလားကျွန်တော်စောင့်ကြည့်သွားတော့မှာပါ။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂန္ဓာဖလောကနေဖော်ပြထားပါလေဒါကတော့သောမက်ပါတီနဲ့ပတ်သက်ပြီးဖော်ပြထားတာလက်လောကန်လန်ထားမှုတွေရာဆိုရင်တော့အာဆင်နယ်ကသောမက်ပါတီနဲ့ပတ်သက်ပြီးရေတူစာချုပ်ပဲကန်လန်ထားတယ်တနှစ်နှစ်နှစ်ဆိုတဲ့ပုံစံမျိုးပေါ့လေလက်ရှိအချိန်မှာတော့အသင်းမှာဆက်နေကျင်နေဆိုပြီးသောမက်ပါတီကဖွင့်ပြောထားပြီးတော့သူ့ရဲ့တောင်းဆိုချက်တွေကအသင်းရဲ့ policy နဲ့ကိုက်ညီလို့ရှိရင်ပါတီရဲ့ကိစ္စကိုအသင်းကလက်ခံသွားဖို့ရှေ့ဆိုပြီးတော့ဂန္ဓာဖလောကဖော်ပြထားတယ်လောလောဆယ်အထိတော့သဘောတူညီမှုမရသေးဘူးဒါကြောင့်လည်းအသင်းရဲ့ဂျာစီတစ် ရာသီအစ်အတွက်မိဆက်ပွဲမှာအသင်းနဲ့စာချုပ်သက်တမ်းမကျင်းသေးတဲ့ကစားသမားတွေထွက်ခွာတော့ပဲရှိတဲ့ကစားသမားတွေနဲ့အလွတ်နဲ့လက်လွတ်ရမယ့်ကစားသမားတွေအားလုံးကဒီဂျာစီတိရိုက်ကွင်းထဲမှာမပါခဲ့ဘူးလေအဲကြောင့်တောမန်ပါတီကိစ္စလက်ရှိအချိန်ကြီးအဆင်မပြေသေးတာဖြစ်တဲ့အတွက်ဂျာစီတဝစ်စင်တဲ့ပွဲမှာမပါခဲ့တာအကယ်၍များဒီနေ့နဲ့မနက်ဖြန်တခုအစဉ်ပြေသွားခဲ့သည်ရှိတော့တောင်းပါတီအဲ့ဒီဂျာစီအစ်စ်နဲ့ official sign တခုအစဉ်ကစော်စီချပြလာနေရရှိတယ်။ဒါပေမဲ့ညှိနေပါတယ်။နှစ်ဖက်စလုံးကကျွန်တော်တို့ဒီယာတီမကုံခင်စောက်တာတန်နဲ့ပွဲစဉ်မတိုင်မီမှာ အဖြေတစ်ခုပြပြတသားမြင်ရဖို့ရှေ့ဆိုပြီးတချို့ report တွေကဖော်ပြရတယ်။စောင့်တော့ကြည့်ရမှာ။ဘာလို့ဆိုဂျုံ30ဆိုရင်အာဆီနယ်နဲ့သုံးဘက်ပါတီကမသက်ဆိုင်တော့လုံးဝကွာခြားသွားပြီ။အဲဆိုအာဆီနယ်နဲ့ဒီကစားမောက်ဆက်ပြီးထိန်းထားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်။သုံးဘက်ပါတီကလည်းရှင်းတယ်။အာဆီနယ်မှာဆက်ပြီးနေချင်တာဖြစ်တဲ့အတွက် sorry ဘက်ကကလန်နဲ့မြန်မာတဲ့မမောလောက်ဖွယ်လောက်ခလာဆိုင်နဲ့ကလန်မှုကိုညင်းပယ်ထားဆိုပြီးတင်းတချို့ကပေါ်ပြနေတယ်။အဲတော့ယာတီမပိတ်မီအာဆီနယ်နဲ့သုံးဘက်ပါတီလက်တွဲသွားမလား။ လမ်းခွဲသွားမလားဆိုတော့အဖြေတစ်ခုကျွန်တော်တို့ကြားသိရတော့မှာပါဒီ season လေးကိုဒီကောက်ကွန်ကြီးပန်ဝွေတဲ့ရှူဘောလုံး online agent လဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်3996539936ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBack ခွင့်ရှိကို sport နဲ့နဲ့9သလုံးမိတူကိုလည်းကစားလို့ရနေပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်တို့ရဲ့ကစားသမားဟောင်းကြီးတယောက်ဖြစ်တဲ့ အလက်ဇန်ဒါလာကာဆက်နဲ့ပဲပြောလိုက်ရအောင်တချိန်တုန်းကအိုဘာမီးယားနဲ့လာကာဆက်ကနှစ်ယောက်ပေါင်းပြီးတော့ဒီလက်ဆွဲနှုတ်ဆက်တဲ့ celebration ကတော်တော်လေးနာမည်ကြီးခဲ့တာအခုဆိုတော့ဒီကစားသမားကြီးကလာမယ့်နွေရာသီမှာအသင်းနဲ့စာချုပ်တက်တန်းကိုင်ဖြစ်တဲ့အတွက်လိုင်ယွန်ကနေထွက်ခွာတော့ပါပါဥရောပမှာသူ့ကိုလိုချင်တဲ့ club တချို့ရှိမယ်လေ sorry club တစ်ကိုရောက်သွားနိုင်ချေပိုများဆိုပြီးတချို့ report တွေကဖော်ပြထားတယ်ရောက်မယ်ဆိုရင်လည်း33နှစ်သားပြင်သစ်သားအတွက်ကတော့တကယ်ကိုငွေရေခတ်ရမယ့်အချိန်ပေါ့လေ တကယ်လဲကျွန်တော်ရောက်သွားစီခြင်းပါတယ်ကျွန်တော်စီမှာရှိခဲ့တုန်းကအရင်အဆင်မပြေခဲ့တဲ့ player တော့မဟုတ်ဘူးဒါပေမဲ့သူ့ကြောင့် goal တချို့ရခဲ့တယ်သူ့သူ့ကြောင့်လည်းလွဲချုံမှုပေါင်းအများများတော့ရှိခဲ့တယ်သူနဲ့ပတ်သက်ပြီးကျွန်တော်အမှတ်တရဆုံးပြောပါဆိုရင်တော့စပါးဘက်ကိုဒီ area ထိတ်ကနေကန်သွားခဲ့တဲ့ goal တော့မှတ်မှတ်ရဖြစ်တယ်ဗောလေပြီးတော့ဝူးနယ်ပွဲစဉ်မှာခံဖက်ပြန်လာခဲ့တဲ့ goal မျိုးတွေအဲ့ဒါတော့ဒီလာကာဆက်နဲ့ပတ်သက်ပြီးကျွန်တော်မှတ်တရရှိတယ်လက်ရှိအချိန်မှာသူကအသက်33နှစ်ရှိပြီ2019တုန်းက UO 53တန်းနဲ့ Lion အသင်းဆီကနေပြီးတော့ Arsenal ဆီကိုရောက်လာခဲ့တာ အဲဒါပေမဲ့အာဆင်နယ်သင်းစီကနေပြီး2022မှာတော့ free transfer နဲ့သူ့ရဲ့ငယ်ဘွားကလပ် Lion သင်းစီကိုပြန်သွားခဲ့တယ်။ဒီကစားသမားက Lion အသင်းစီမှာဆိုရင်နှစ်ကြော့ကစားခဲ့ပြီးတော့အဲ့ဒီနှစ်ကြော့စလုံးမှာစုစုပေါင်းပွဲပေါင်း390ကစားခဲ့တယ်။196ကိုသွင်းပြီးတော့55လုံးဖိုင်ထားတယ်။အဝါကက်48ကက်အနီကက်3ကက်ဒါ Lion အသင်းကစားသမားဘွားတစ်လျှောက်မှာပေါ့လေ။အဲ့တော့ transfer market မှာတော့ Euro 10တန်းတန်ကြီးရှိတယ်။ DR team မှာလည်း42ပွဲ Lion အသင်းအတွက်ကစားထားပြီး18ကိုသွင်းပြီးတော့3လုံးဖိုင်ထားတယ်။ ငါမအိုသေးဆိုတဲ့ပုံစံမျိုးပြသထားခဲ့တာပေါ့လေအာဆင်နယ်စီမှာဆိုလို့ရှိရင်တော့သူကဒီ2019ခုနှစ်2022ခုနှစ်အဲ့ဒီငါးနှစ်တာကာလအတွင်းမှာဆိုလို့ရှိရင်တော့ပွဲပေါင်း106ပွဲကစားခဲ့တဲ့82ဂိုးသွင်းပြီးတော့35ဂိုးဖန်တီးထားနိုင်ခဲ့တဲ့အဝကတ်19ကတ်နဲ့အနီကတ်တကတ်ထိထားတယ်အဲ့ဒါဆိုတော့အလက်ဇန္ဒားလာကာဇက်တယောက် လာမယ့်နေရာဒီမှာဘယ်တင်းကိုပြောင်းရွှေ့သမဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါကျွန်တော်တို့မှာဥပါမင်းတို့လာကာဇက်တို့လိုမျိုးတိုက်စစ်မှုစစ်စစ်တွေပိုင်ဆိုင်ခဲ့တဲ့ကာလတစ်ခုရှိခဲ့ပါတယ်အဲ့တော့ခန်းစစ်ကအိတ်ပေါက်နဲ့ဖားကောက်နေခဲ့လို့ဒါပေမဲ့ကျွန်တော်တို့ခန်းစစ်တဟောက်ကောင်းပြီဆိုတဲ့ strong ဖြစ်တဲ့အခုနောက်ဆုံး၃နှစ်အတွင်းမှာတော့တိုက်စစ်ကကိုကရတချက်မရတချက်ဖြစ်နေတဲ့ပြဿနာရှိနေတာဖြစ်တယ်အဲ့ဆိုခန်းစစ်ကတိုက်စစ်ကိုကောင်းမှအတင်းတင်းကဖလာယူနေမှာဖြစ်တဲ့အတွက်အာဆင်နယ်အတင်းဒီပြမီခီအိုက်တာနဲ့အန်ဒရီဘာတာတို့ဘလို့တိုက်စစ်မှုမျိုးရှာဖွေဝေသွားမလဲလာမယ့်လူစည်းကွက်ကအသက်တပြအရေးကြီးနေပါပြီအဆုံးထိကြည့်တော့လဲ 아, 너무 지수 좀 말해, 그냥.